ကြောက်ဖြူမျိုးအနီမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်သားတွေလက်နက်ရှအညက်ခံနာတွေရှိနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ကြောက်ဖြူမျိုးပြင်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်32ရေးတပ်ရင်းအနီမှာအရခတတော် AA နဲ့စစ်ကောင်စီတို့အကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီကဒရုန်းတွေစက်တပ်လေထီးတွေနဲ့တာမကနေပြည်တော်ကပါလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေကိုပြုလုပ်နေတယ်လို့ဒေတာရင်းစီရေးတရင်ရင်းမြစ်တွေစီကနေသိရပါဗျ။အခုတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအထိနာနေတဲ့အတွက်ကြောင့် စစ်ကောင်စီကဒရုန်းစက်တက်လေထီတွေနဲ့ပါမကနေပြည်တော်ကနေလဲလက်နက်ကြီးတွေအဆက်မပြတ်ပစ်ခတ်မှုတွေကိုပြုလုပ်နေတယ်လို့ကြောက်ဖြူဒေသခံအမျိုးသားတယောက်ကနရင်စရာသတင်းဌာနကိုပြောပါရယ်ကြောက်ဖြူမျိုးနဲ့အမှတ်32ရေတက်ရင်အနေအနာမှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတချို့ AAC မှာလက်နက်ရှအလင်းဝင်တာတွေရှိနေတယ်လို့လည်းဆိုပါရယ်